Dream Woo Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမရေနေဖပြမယ်ဆောင်းလေးကတော့ဆီယာမဂျာနယ်ကျော်မမလေးရေးသားထားတဲ့ကဘာမီဝဲဆိုတဲ့ဆောင်းကလေးရဲ့အခန်းဆက်ပဲဖြစ်ပါရရှင်။ထိုးတော်တွင်စီးကိုတစ်ချက်ခတ်လိုက်ကလွမ်းပွေရာတေးကိုတဆွဲတငင်ငင်စတင်တီဆိုလိုက်တော့တရောင်းစားမလေးဤတေးတန်သည်နားရဲသို့မတာမယာဝင်လာလေ၏။ လှ่ลွယ်မှာအတန်စီတို့အာယုံပြောင်းကနားဆွင့်လျက်မြေရီမကြရန်အတန်တန်ထိန်ထားလိုက်မချုံးရင်နှင့်ခွဲလာရခြင်းအတွေ့ရင်းနေ၌မတက်မသားဖြစ်ခဲ့ခြင်းရောက်တော်မီနေရာမှာလဲတက်တာမီနေရာမဟုတ်ခြင်း ထိုအကြာလမ်းခုလန့်တွင် မတက်မတာကြာရမတက်မတာပိတ်ကျက်တိုက်ထားနေရခြင်းတို့သည်လှွနှွေအားတစ်ချိန်လုံးမုန်း၏ကျက်ဆူစီလျက်တောက်လောင်နေသောအသေးနှလုံးတို့မှမခံမရနိုင်ပွဲရာပူချစ်လာပေတော့၏ တဘူတော်ဆိုင်လျင် အတန်အစင်းတွေရှုပ်ဆက်ခန့်လျက်လှနှွေအားတက်နေမသွားကြရောမတိန်သာမရှောင်သာအားတိုးဝေတိုက်ခတ်၍စင်းကြတက်ကြ၏လှနှွေသည်ယထာရက်လျင် ကြီးရှူး၍ပင်မရှောင်ပဲငင်းငိုင်လျက်သာခလုတ်တိုက်ခန့်နေပေ၏ ထုံးကြီးဘူတာတို့စိုက်လျင်လှနယ်နှင့်ကလည်းထိုင်နေသောမြန်မာမူဆလင်လိမ္မကြီးသည် လူတွေကြားထဲမှဗျာကျော်တဲ့ကိုအော်ဟစ်ခေါ်လေ၏ဗျာကျော်တဲ့ကမလာ၍အနားရှိသူ့အဖော်အားရှေ့ဘူတာကြောက်တန်းကြားမှ စားပါ၏ဟု ဆိုလိုက်၏ ကြောက်တန်းသူရောက်ခါနေပြီကိုကြားသိရ၍လှနွယ်မှာထုံးချီးမှယထားထွက်လျင်ရင်းနှင်းတွင်တရင်နှိမ့်မိလျက်လက်ဖြားချေပြားတွင်အေးဆန်လာသည် ရောက်ခါနေပြီဟူသောအသည့်မှာတကိုယ်လုံးထုံထိုင်းသွားလေ၏မကြမီပင်ယထာသည်ကြောက်တန်းဘူဒာယုံကလေးတဲသို့တအားကျုံ၍ဝမ်းလျားထိုးဝင်သွားလေ၏ သူ့အရှင်ကိုသူ့ဖန်းချုပ်တလိုက်၍တုံကနေဆောင်ရက်သွားလေကတန်ဘိန်းနှင့်တန်လန်းကျိတ်ပွနေသောတန်ကြီးသည်နားထဲမှစိမ့်၍အသည်နှလုံးကျင်းကျင်သွားပြီလှနွယ်သည် လွယ်အင်းနှင့်အထုပ်ကိုကိုင်ကလူတွေနှင့်တိုးဝေလျက်ယထာပေါ်မှဆင်းလိုက်ပလက်ဖောင်းပေါ်သို့ရောက်လျင် မျက်စီများပြာဝေသွားလေသည် ဘူဒာယုံကရခင်ကလိုမဟုတ်ပဲပြောင်းလဲ၍နေကြပြီစစ်တမ်းချထားသောစစ်တမ်းလျားကြီးဖြစ်နေလျက်စစ်သားများဖြင့်ရှုံ့ရှက်ခံနေပေသည်စစ်သားများထောင်ကိုင်းလွယ်ပိုးထားသော စတင်ကန်ပရင်ကန်ကာပိုင်တနက်များကို မြင်မြင်ချင်းသူ့မေဦးနောက်ပေါက်ထွက်သွားရပုံကိုကြော်ချမ်းသွားလေ၏ တနတ်တွေကိုမကြည့်ရဲ၍ကြောက်ကြောက်နှင့်မျက်လုံးများကိုရောင်ပိတ်လိုက်မိသည်သူသည်မြေကြီးကိုနင်းနေလျက်နှင့်နင်းမှန်းမှန်သည်သွေးထိန်မှွန်ပြထူပူလျက်ဖြင့်ပေတရာလမ်းမသို့ရောက်လာခဲ့သည်ကြောက်တန်းတွင်ဘဲသည်နှင်းမြမတွေ့ချင်းတအူးတယောက်ကခေါ်လိုက်ပြောလိုက်မေးလိုက်မိကိုကြောက်ရွံ့ထိန်လန်နေလေသည် ထို့ကြောင့်ဘဲမှမကြည့်ပဲခေါင်းငိုက်ဆိုင်နှင့်ဂရုစိတ်တို့တုတ်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 ဖြင့်ရှောင်းလန်းသွားလေသည်ဈေးထဲမှခေါ်တန်လိုလိုကြားမိသည်လှလွယ်သည်အတန်ကြားပါမှပြေတော့မလို့ရှောက်သွားလေသည်လှလွယ်ရေဟဲ့နေပါအောင်ဟဲ့ဟိုနောက်မှတစားစားဟစ်ခေါ်သောအတန်ကိုလှဲ့လို့မြာမကြီး မျက်စီထဲတွင်ဘာမှမမြင်ပဲတုတ်တုတ်သာပြေရှောင်နေလေ၏ဘဲသူခေါ်တန်မမတီသောခေါ်တန်ကိုဘဲသူခေါ်ခေါ်မရဖူးဟူသောစိတ်နှင့်ပြေးလူလူလျှောက်လာရ၍လှိုက်ဖို့မောဟိုင်းနေလေ၏နောက်ကခေါ်တန်မှာနောက်တင်ပင်ကြံရိတ်ခဲ့ရာလှနွယ်သည်ကရိုးစိတ်သို့ရောက်လာခဲ့သည် ကရိုးစိတ်တို့ရောက်လျင်ကမ်းမားမှာအသာရဲ့၍ဟိုကြည့်ဒီကြည့်ကြည်လိုက်ကမာကလဲတို့သွားရန်ကရိုးမှာစိတ်မှမထွက်သေးပဲတွေ့ရ၏လှလွယ်သည်ကရိုးတံမှန်ပေါ်သို့မစင်ပဲစပိုင်းထွက်မိလေကြုံကိုလိုက်ရှာနေ၏ အစဉ်သင်းပင်ထင်းများကိုဝင်းလေးတင်၍ထွက်တော်မီလုံနေသောစပိုင်းအသည့်ကိုတွေ့မြင်၍အာရဝန်းသာကုန်းဩခေါ်လိုက်သည်။ဘာကြီးချက်ဘာကြီးချက်နေပါဦးကမ်းပေါ်မှပဲ့တင်ထမ်းများဟစ်ခေါ်လိုက်သည့်အတန်သည်တုံကြီးပြန့်လွင်သွားလေ၏။ဟေးလှနွယ်လားလာဟဲ့လာလာလား လေပေါ်ကအဖိုးကြီးအတန်းမှာလှိုင်းနံပါနေကကံပေါ်သို့ဟိမ့်တက်လာလေ၏လှနွယ်သည်ကုန်းပေါ်မှအပြေးဆင်း၍လေဦးသို့လှမ်းတက်လိုက်ရာလေမှာလူးသွားသဖြင့်အတာထိန်ထိုင်ချလာရ၏လှနွယ်နင်းဘဲနဲ့ကြောင့်ခုမှပြန်လာရတာလေဟိုအဖိုးကြီးကစီး၍ဆိုလာ၏ လေမှစိတ်ကမ်းမှခွာ၍ထွက်လာခဲ့သည်လှလွယ်သည် မအောင်နိုင်မချုပ်တီးနိုင်တော့ပဲဒူးပေါ်တွင်လက်နှစ်ဖက်ထလျက်မျက်နာကိုဖိမောက်ကာခြုံပွဲချ၍ငိုလေတော်၏ချောင်းရည်ရင်တွင်တက်တန်နှင့်ရှိုက်တန်သည်ပလုံစီစီမြည်သွားသောရေတံတို့နှင့်ရောဖက်လျက်ရှိကြ၏ လှန်ရဲသည်ရှိုက်ခါရှိုက်ခါငိုနေရမှာကမာကလဲဘက်သို့မျောကြည့်ကအသည်းဦးထဲမှလှ၍ထွက်လာသောအတန်နှင့်အမေရေအမေရေဟုခေါ်မော်တန်းတာကအာရပါရငိုကြွေးလိုက်လေ၏အဖိုးကြီးမှာစကားတခုမျှမပြောနိုင်စိတ်ငြိမ်လှစွာလှော်တဲ့နှင့်မှန်မှန်ကြီးလှော်ခတ်နေလေသည်လေသည်ဝေး၍ဝေး၍တိုက်နေလေသည် ကံမရှိတပင်ခိုင်းများတို့သည်ရင်ထိုး၍နေကြသည်ချုံပင်ပေါင်းပင်များဖုံးအုပ်လျက်ရှိသောကန်းဆံမှာခတ်မှိုင်မှိုင်အမူအရာဖြင့်တိတ်ဆိတ်လျက်ရှိသည် လေကားတိုက်သည်ဖြင့်ဆံရင်ဆံညွန့်တို့သည် မျက်နာပေါ်သို့ကြာစင်းလျက်လွင်နေသည် တခါတရံသဘင်တို့သည်မျက်စီပေါ်သို့ဝဲကြလာ၍မျက်ရည်သုံးရင်တက်ပြင်းလိုက်သည်တပင်ရိမ်များသည်ရှေးသို့တိုး၍ချောင်းထဲသို့အရိတ်ထိုးကြနေကြသည် အရေးကင်းသောနေရာတွင် နေအောင်ထိုးရိုက်ထင်လျက်ရှိသောချောင်းရီမှတက်လက်လက်နှင့်ဝင်းတောင်လျက်ရှိသည် လေဦးတွင်နောက်ပြန်ထိုင်က ကမာကလဲသူငေး၍ငိုနေရမှဒူးပေါ်တို့ခေါင်းပြန်မှောက်ခါအာရအောင်အတန်ထွက်ငိုကြွေးနေပြန်၏ထို့နောက်တပြေးပြေးအတန်များတိတ်သွား၏အတန်များတိတ်သွားပြီးလျင်ရှာ၍ရှာ၍ဖုံးလိုက်ဖုံးလိုက်ရှူနေရမှအတန်ထွက်လာကငိုကြွေးပြန်လေသည်နေပူကြီးထဲမှာတိတ်မငိုနဲ့ဟဲ့ခေါင်းကင်နေမဲတိတ်တိတ် လူဆိုတာတင်မျိုးကြီးပဲတင်ခါရဘုံကြီးထဲမှာနေကြရတာကလားလှလွယ်မှာနားမဝင်နိုင်ပဲပုံမူ၍သာရှိုင်ကုန်နေ၏အဖိုးကြီးကတိတ်ကွဲတိတ်တိတ်ဟိုနောက်ထပ်ချော့ပြောဆိုနေ၏လှလွယ်သည်ခေါင်းမော၍အဖိုးကြီးကအားဆိုင်၍ကြည်လျက်တေးချင်းဆိုးနဲ့တေးရရှာတာအသေးနာလုံးလိုပါပါကြီးရဲ့ ဟိုမိတန်းရင်ငိုကြွေးနေ အဖိုးကြီးမှာနှုတ်ဆက်ကလှຫນွေကိုကျင်ကျင်နာနာပြန်ကြည့်နေလှຫນွေဤရှိုက်နေငိုနေတဲ့မှတပါနောက်ထပ်လှေပေါ်တွင်ဘာသမ်းမြမကြားရပဲတိတ်ဆိတ်နေလေဤလေမာတရွေ့ရွေ့နေ စပိုင်းစိတ်ကန်းတို့ကတ်လာလေသည် စိတ်နာသူကတ်လျင်လှနှွယ်သည်မျက်ရည်များကိုလဘဝနှင့်တုပ်လျက်ဘာကြီးချက်မြတ်တင်ရှိရဲ့နော်ဟိုငိုတန်ကြီးနှင့်မေးလိုက်သည် ရှိတယ်ရှိတယ်တွားတွားငါလဲလာခဲ့အောင်မယ်ဟိုလှေကိုထိုးဆိုင်ရင်ပြန်ပြောလိုက်သည် လှလွယ်သည်အိတ်ကိုလွယ်၍အထုပ်ကိုပိုက်ခါကံပေါ်သို့ခုံတက်လိုက်ပြီးလျင်မြတင်တို့တဲသို့ဒုံဆိုင်ပြီးပြေးလေ၏လှလွယ်တွဲဝါသို့ရောက်လျင်အိမ်ရှိတဲကပြင်းတွင်ထိုင်နေသောမြတင်မှာထိုင်နေရာမှာမတ်တန့်ဖြစ်သွားလေ၏ထို့နောက်လှလွယ်စီသို့ပြေးသွားလေ၏တုံတုံရင်ရင်နှင့်လှလွယ်၏လက်များကို ပြေး၍ဆွဲလေ၏ တဲဝါတွင်ရက်နေသောလှလွယ်သည်နေရင်နေသောမျက်နှာပြူးကျယ်နေသောမျက်လုံးကြီးဖြင့်မြတင်ကို မော်၍ကြည်လေ၏လှလွယ်ရဲ့လှလွယ်ရဲ့အခုမှလာရသလားဟိုမြတင်မှာအပူမီးတောင်ရွေသွားလေ၏ငါမလာခြင်းလို့မြတင်ကမာကလေးကိုငါမလာခြင်းလို့ ဟိုမျက်နှာတွင်မျက်ရည်အပြည့်နှင့်လှနွယ်သည်ခတ်တဲတဲ့သာပြန်ပြောနိုင်လေ၏လှနွယ်ကိုမြတင်ကတဲပေါ်သို့တွဲခေါ်ခဲ့၏မြတင်အဘာနှင့်အမျိုးဆွေတစုမှလှနယ်နားတွင်ဝိုင်းထိုင်ကြလျက်ဒေါ်တန်းမြေတေရဘုံအဖြစ်ဆုံးကိုတယောက်တခွန်လှိုက်လိုက်လေလေဝမ်းပန်းတနေပြောနေကြ၏ ပြီးခဲ့သောအဟောင်းမှာအသည့်ဖြစ်စေလျက်မြတင်တဲကလေးမှာငိုတန်းများထင်မตาအိမ်ဖြစ်တူသွားလေသည်ဟောကိုသိမ့်လာပြီဟိုမြတင်ကတဲဝသူလှဲ့၍អော်လိုက်ရာလှနှွေသည် ဖြတ်ခနဲလှမ်းကြည့်လိုက်သည် မောကြီးပန်းကြီးပြေးဝင်လာတော့မောင်သိန်းမျက်နှာကိုမြင်မြင်ချင်းလှနှွဲမှမရှိုက်နိုင်ပဲစို့သွားလေ၏ မောင်သိန်းသည်မျက်နာကြီးတစ်မျက်နာလုံးညိုမဲသွားလျက်တဲပေါ်တို့လှမ်းတက်ခါငုံထိုင်နေလေ၏မင်းပဲနဲ့တည်တယ်လေဟိုမြတင်အဘကမောင်သိန်းအားလှမ်းမိလိုက်သည်ကြောက်တန်းကလာတဲ့လူကြုံကပြောလိုက်လို့ကမာကလေးကိုကျွန်တော်အတင်းပြေးလာတာ လှလွယ်သည်နှစ်နှစ်ကြာမြာမကြားရသောချစ်သူ၏အတန်ကို ရှင်ဦးစွာကြားရခြင်းဖြစ်သည့်အတွေ့တဲပဝင်တိတ်ခါတုံနေလျက်ပို၍ပင်ဝမ်းနေပက်လည်းဖြစ်သွား၏မြာတင်တို့တအိမ်သားလုံးအလိုက်တည်ကြပေသည် မောင်သိန်းရောက်လာ၍အတန်ကြာလျင်ဟိုထသည်ထထသွားကြ၍တဲရှိတွင်လူမရှိတော့ပဲလှလွယ်နှင့်မောင်သိန်းသာကြံရဲခဲ့သည် မြေသူမှမရှိကြမှာမောင်သိန်းကလှနှွေအနာသူတိုးထိုင်လျက်ငါပေးလိုက်တဲ့စာရသလားဟိုခတ်တိုးတိုးကပ်၍မေးလိုက်သည်လှနှွေကမျက်နာကိုမဖော်ဘဲခေါင်းငိမ်ပြလိုက်၏တိတ်ခွေလှနှွေရဲ့မငုံနဲ့ဟဲ့ငါတယောက်လုံးရှိတာပဲအားမငယ်ပါနဲ့ဟာ ထို့သောမောင်သိန်းကအနားနိုင်ထိုင်လျက်ဖြောင်းဖြောင်းဖြားဖြားအတန်နှင့်တတို့တို့ချောမော့နှစ်သိမ့်ပြောဆိုသောအတန်များသည်လှနွယ်ဤနားရဲသို့ဖြင်းညံ့ညင်သာစွာ ဝင်သွားလေ၏ကမာကလေးရွာကလေး၌လှနွယ်ပြန်ရောက်လာကြောင်းကိုမောင်မထူးရာပဲတရွာလုံးပြန့်နှံ့သွားလေ၏ လှနှွယ်သည်ဆက်ပိုင်းသို့ရောက်သည့်နေ့ကညနေဘက်တွင်မြားတည်နှင့်အတူ ကမာကလေးရွာသို့သွားကြလေသည်မိမိပြန်ရောက်ကြောင်းကိုမိမိမလာခင်ကတည်နှင်းကြကဒေါ်ထွေးတဲတွင်တရင်မေးလာသူတွေနှင့်ဆုံစည်းရလေ၏တော်ထွေးတဲကကြော်ကြည့်လျင်မလန်းမကန့်ရှိလှနှွယ်တို့နေထိုင်ခဲ့သည့်တဲကလေးကိုမြင်နိုင်လေ၏လှနှွယ်သည် မရေတရေမျောကြည့်မိ၏ လူတကိုယ်လုံးတွင်ရှိရှိသမျှခွန်အားတို့မှာရုံးတရဲ့ကုံခန်းတကဲ့သို့လဲကျင်သလိုလိုရိုင်းငင်သလိုလိုဖြစ်လာသောကြောင့်မျက်လုံးများကိုမှိတ်လိုက်ရလေ။မှိတ်ထားသောမျက်စိများသည်တဲကပြင်းတွင်ထိုင်နေသောဒေါ်တန်းမြင့်၏မျက်နာအမူအရာကိုထင်ရှားစွာမြင်နေရပေ၏။ တဲပြိုသွားသောနေရာကလေးတွင်ခြုံနှယ်ပိတ်ပေါင်းတို့သည်တပင်နှင့်တပင်နှယ်ရှက်လျက်အုံရှက်မင်းမူကပေါရောက်နေကြ၏အတန်ကြာရဲ၍လမ်းကြည့်နေသောနှွယ်ဤမျက်နှာကလေးမှာညှိုးနေပြီလျင်မျက်လုံးတွင်မျက်ရည်ဥကလေးများတွယ်လဲခိုရေးနေလေ၏ မြားတင်သည်လှနှွယ်အားတစုံတရာအားပေးခြင်းပြုနိုင်ပေမျက်ရည်ကလေးများဝဲလျက်ကြည်နေမိလေသည်လှနှွယ်သည် ကမာကလဲရှိတော်လေးအိမ်၌မနေခြင်း၍ဆက်ပိုင်းရွာမြားတင်တို့တဲသို့ပြန်လိုက်ခဲ့ကခေတ္တာနေထိုင်ရလေ၏လှနှွယ်သည် မောင်သိန်းနှင့်နှစ်ယောက်တွဲကဆက်ပိုင်းမြေချောင်းနှစ်ဖူးသို့တဲကြိုတဲကြရမှ ထွက်လာခဲ့ကြသည် မောင်သိန်းမှာရွာကအခြားကာလာသာခက်ရွယ်ရွယ်များကဲ့သို့ကြော့ကြော့ရော့ရော့နှင့်မဟုတ်ဘဲခက်တီတီ လူကြီးလိုဖြစ်နေသည်လှာတွေကရန်ကုန်တွင်မချောရင်နှင့် ခွဲခဲရပုံအကြောင်းများကိုခက်ပြေးပြေးပင်ပြောလာလေသည်မောင်သိန်းကလည်းတိုက်ပွဲဖြစ်ပြီးနောက်ရွာတွင်အဖမ်းခံရပုံများကိုခံအေးအေးပင်ပျော်ပြလေ စကားတပြောပြောနှင်လာခဲ့ရာချောင်းဆက်သူရောက်လာလေသည်လှနှွယ်သည်ချောင်းဆက်မြက်ခင်းပေါ်တွင်ထိုင်ချလိုက်ကမျက်ရည်များဝဲလျက်ငေးကြည့်နေလေ၏မောင်သိန်းစီရေစမ်းရှိပြောက်ပင်နာထီတွားရက်ခါရေကိုငုံကြည့်နေလေ၏နေလုံးမှာဝင်းအံ့ဆဲဆဲရဲနေပေ၏ပရိအော်တဲ့များသည်ညံလာလေသည် ပြားယုတ်ကြီးသည်တအုပ်ပြီးတအုပ်ချောင်းတဖက်ကန်းသို့ပြန်တန်းသွားလေသည်လေကဘယ်လိုလဲကိုသိရင်ရမှာတေချာရဲ့လားစကားတခုမှမပြောပဲချောင်းနှဖူးနိုင်ရက်ကြည့်နေသောမောင်သိန်းအားလှနှွေကလှမ်းမေးလိုက်သည် မောင်သိန်းသည်ဒီတော့မှလှဲ့လာကလှနှွေနာတွင် လာထိုင်လိုက်သည်ဘုံအဖွဲကိုလျှောက်ထားတာပဲရရမှာပေါ့ လဲရှင်တွေသူတို့ချကျင်နဲ့လဲထောက်ခါနှုံးမရရင်မချဘဲမနေနိုင်အောင်ဘုတ်ဖွဲ့ဖွဲ့ထားတာပဲလဲမြေတီးစားချထား၏ဥပဒေအရဥပဒေမှာပါတဲ့အတိုင်းလဲသမားစစ်စစ်ဖြစ်ရမယ်ဒီလဲကို အရင်အရင်က ဖြောင်းမြောင်တန်းတန်းလှုပ်လာတဲ့လူလဲဖြစ်ရမယ်ဆန်နှုံးဥပဒေကို ပေးတဲ့လူလဲဖြစ်ရမယ်အဲ့ဒီလိုအကြောင်းအကြောင်းတွေနဲ့ညီညွတ်ရင်လဲရှင်ကမချပေမဲ့ဘုတ်အဖွဲ့ကချလိုက်ရင် လုံနိုင်တာပဲ။ တတိကဟိုတုန်းကလဲခွန်တော်နှစနဲ့မချနိုင်ဘူးဆိုလို့တို့မလို့ပဲလက်လွတ်ခဲ့ရတာဒီလေကတို့တွေငငယ်လေးကလေးကလှုပ်လာတာမဟုတ်လားအဲ့ဒီအခုဘုတ်ဖွဲ့တွေပေါ်လာတော့ဒီလေကတို့လှုပ်ခဲ့တာပါဥပဒေအရာပေးပါမယ်ချပေးပါလို့ရှောက်လိုက်တာပဲရရမှာပေါ့လှ່ນွယ်မှာစိတ်ပါလက်ပါနားထောင်၍နေရမှာကိုသိန်းတို့မလို့တော့ဒီလေကအခုဘာလုပ်နေသလဲ ဟိုမေးကြေးလိုက်သည်ဒီလေဟိုတတိယတို့မချပဲသူ့ဘာသာသူလုံနေတယ်သူလုံတယ်ဆိုပေမဲ့တတိယကိုယ်တိုင်တော့ဘယ်လာလုံမလဲသူ့လူလုံခိုင်းထားတာပေါ့ဒါဖြင့်ကျမတို့လဲရဖို့အရေးဟာဘို့အဖွဲပေါ်မှာမူတည်နေတာပေါ့နော်ဒါပေါ့မောင်သိန်းသည်လှနယ်ဘက်သို့လှည့်၍မျက်နှာကိုကြည့်ကားဖြေလိုက်သည် စိတ်မအေးတကယ်သူညှိုးနှွမ်းနေဟန်တွေ့မြင်ရ၍ပြုံးလိုက်လေသည်စိတ်ချပါလှနှွေရရမှာပါတို့လုံလာတယ်လေပဲမနှက်ဖန်ကြတော့တိရမှာပါဘာလဲရန်ကုန်ကိုပြန်ချင်သေးလို့လားလှနှွေကအဖြေမပေးပဲမောင်သိန်းကိုမျက်ထောင်ကလေးဆွေ၍ကြည်နေလေသည်ရန်ကုန်တော့ပြန်မလှတော့ဘူးဒါပဲနော် အဖေလည်းပြောပြီးပြီ မိုးမကြခင်ကိစ္စပြီးအောင်စီမံပေးမယ်တဲ့လှနယ်ကမသွားဘူးသွားမယ်ပြန်မပြောပဲပြုံး၍နေလေရာမောင်သိန်းမှာအားမလို့အားမရဖြစ်လာသလိုနှင်းလက်ကလေးကိုစုပ်ကိုင်းကအတူတူနေရမှာများဝမ်းမတာဘူးလားလှနယ်ရဲ့ဟိုမေးနေလေဤလှနယ်ကဘာမှပြန်မပြောပဲ တဖက်သူ့လှဲ့ကခေါင်းကိုအတာညှိမ့်ပြလိုက်သည် နေအောင်ထိုးလျက်ရှိသောချောင်းရည်သည် ရောင်ကြီးထဲတွင်ဗရမားရောင်ရဲလျက်ရှိကြသည် ရေပြင်မှလှုံရှားခြင်းမရှိဘဲဘေးရာပင်များဘောလုံးမျောလျက်စိမ့်နေသည်ချောင်းနှဖူးပေါ်၌တားလာကျေစုဆေးပင်များရှိသည်ကတိပင်ကြီးမှာသူဤညွတ်နေသောအကိုင်းကြီးကို ရေပေါ်၌အုံမိုးထားသည် မောင်သိန်းသည်လှနွယ်ဤတဖက်လှဲ့နေသောမျက်နာကို သူ့ဘက်သို့အသာဆွဲလျက်လက်ကမလို့ဖဲပြုံးဆိုင်ကြည်လေသည်လှနွယ်မှာလက်ကိုတွန်းဖယ်လျက်ခေါင်းကိုငုံလိုက်ကလူတွေမြင်မှမယ်ကိုသိန်းရဲ့ဟိုဆိုလိုက်လေသည်ချောင်းတပေးမှထလာကြသောအခါနေလုံးကြွေနေလေ၏ ချမ်းမြေသောပီတိနှင့်တဲကြားမှခက်ဖြည်းဖြည်းပြန်လျှောက်လာကြသည်မြတ်တင်တို့တဲရှိ၌လူချင်းခွဲခွာကနည်းတွင်လှနှွယ်သည်ရက်ပြီးမနှက်ဖန်ဘယ်ချိန်သိရမှာလဲဟိုပျော်လိုက်သည်ကောမဒီလူကြီးဘကိုးကနေနေ့လယ်တစ်ချက်ရထားနဲ့ပြန်လာမှာပဲအဲ့ဒီတော့သိရမယ်ဒါဖြင့်ကျမလဲလာခဲ့မယ်ဘဲကိုလဲ ကမာကလေးကိုလာမလားမဟုတ်ဘူးကိုကိုဘီညီနောင်မှာလာဆောင်နေမှာနေသည်ကွယ်၍သွားလေပြီအဝေးလေကွင်းဘက်စီမှာကြီးမြောင်းအော်တန်ကိုတဲတဲ့မြကြားရလေသည်လမ်းအကွေတွင်မောင်သိန်းကွယ်ပြောက်သွားသည့်အထိလှမ်းမြော်၍ရက်ကြည်နေသည် လူတရံကိုမမြင်ရမှတဲပေါ်သို့တက်ခဲလေ၏ နောက်တစ်နေ့နန်းထဲတွင်လှနှွယ်သည်မြတင်မုံယောင်းထွက်သွား၍တဲရှိတွင်မြတင်အပြန်ကိုထွက်ထိုင်မျောကငေးကြည့်နေသည်ထိုအခိုက်ဥသူတော်သည်တဲတဲသို့ဝင်လာလေသည်ဥသူတော်သည်ယခင်ငါးနေမတူအတော်ပင်ပိန်ချုံ၍နေ၏ခါတိုင်းကဲ့သို့ပင်ပေပေချမ်းချမ်းညင်ညင်ထထဖြစ်နေလေသည် သူဤပြုံးသောမျက်လုံးဖြင့် ဝံရွယ်ကိုစိုက်ကြည့်ရင်ဟဲ့ကောင်မလေးနင်ခုမှလာရသလားဟိုပြောပြောဆိုဆိုတဲပေါ်တို့လှမ်းတက်လိုက်သည်လှံရွယ်သည်ရင်ထဲတွင်လှ၍မျက်ရည်တွေကျလို့မတန်းဖြစ်လာလေသည်မျက်နာကိုကြပြားကြရပြင်းကလာဥသူတော်ထိုင်းတန်တကားပဲသွားနေတယ်ဆိုဟိုခရီးဥโจပြူလိုက်သည် တန်တကားစဘာတိုက်ခါတွေတော့တောင်းရင်နဲ့ဟိုမှာဖျားနေလို့ဒီနေ့မှပြန်လာတာဘယ်နဲ့ခုမှလာတယ်လဲမဲထွေးသွားတော့ကဘာဖြစ်လို့လိုက်မလာတယ်လဲမလာခြင်းလို့ပေါ့ဦးသူတော်ရဲ့အမေမှမရှိပဲမလာခြင်းပါဘူးနို့ခုတော့ဘာလို့လာသေးတယ်လဲဟာဦးသူတော်ဒီတွားကျိုးနေတော့ပါဇက်ကြီးကိုဖျဲ၍ပြုံးကြည့်နေလေဤကိုသိန်းကလဲရမယ်ဆိုလို့ပြန်လာတာပေါ့ လှနွယ်သည်ငငယ်တော်ကကဲတို့ပင်ဥတုတော်ပေါ်တွင်ခက်ဆူဆူလေးပြန်ပြောသည် နေမလဲဟဲ့အခုတည်းကလမ်းစိတ်မကုန်သေးဘူးလားဟိုမေးလေဘဲကုန်မလဲဥတုတော်ရဲ့တေတော်မကုန်ဘူးအခုဘုံအဖွဲမှာကိုသိန်းလဲခံထားတယ်ဒီနှစ်တော့လဲလို့ရတော့မယ်လဲကရပါမလား ဟိုဥသူတော်ကပြန်၍ခပ်ပြုံပြုံမေးလိုက်လေ။ရမှာပေါ့ဥသူတော်ရဲ့နေလေကြရင်သိရမယ်။ဒါတဲ့တိုက်ပွဲဖြစ်တုန်းကဥသူတော်ကြီးဘယ်ပုံနေသလဲ။ဥသူတော်ဒီလှຫນွယ်ကို စင်းကြည့်နေမှာ ရုံးတရဲ့မျက်မှောင်ကြီးကုံ၍အိမ်အောက်ထဲဝင်ပုန်းနေတာပေါ့ဟ။ဟိုဖြေလိုက်။အကြာကြီးပြကြခတ်ကြသလား။ ကြတာပေါ့၃နိုင်လောက်ကြတယ်စိတ်ရှုပ်เสียပါပဲဟာတိုက်ပွဲခဏခဏဖြစ်နေတော့ရွာလဲဖို့ဖို့ကြီးလူတွေလဲဖို့ဖို့ကြီးနေတာပဲဟိုတုန်းကစစ်တပ်ကလည်းထွက်ချေဝင်ကြီးနဲ့သူတို့ကလည်းထွက်ချေဝင်ကြီးနဲ့ဂနေ့စစ်တပ်အုပ်ထားပေမဲ့နက်ဖန်တက်နီရောက်လို့ရောက်ရဲဘော်ဖြူရောက်လို့ရောက်ဒိုစင်းရဲသားမတော့ကျွဲနှကောင်ကြမြေစာပင်လိုဖြစ်နေတာပဲ ဘယ်တော့မှတိုင်းပြည်ကြီးအေးပါမလဲမသိပါဘူးဟဲ့တို့လေသမားတွေတော့ကတ်ဆိုင်နေတာပဲလာရောက်နားဆင်အပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်သတိပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ